အားလုံးပဲမင်္ဂလာပါရှင်။ခွန်အား channel ကနေကြိုဆိုပါရစေ။ဒါကတော့စာဖတ်သူ K ဖြစ်ပါတယ်။ဒီမှာခုပတ်ပြမဲ့ចောင်းရလေးကတော့ prevent ရန်ကုန်ကရေးသားဖော်ပြထားတဲ့အပိစကားတွေပြောတဲ့အခါဘာတွေကိုသတိပြုသင့်တယ်လဲ။ကိုဘက်ကဘာတွေလုပ်ပေးသင့်တယ်လဲဆိုတော့တင်ပြချက်လေးတွေပဲဖြစ်ပါရစေ။ အပေးစကားတွေပြောတဲ့အခါဘာတွေကိုသတိပြုသင့်တယ်လဲကိုယ့်ဘက်ကဘာတွေလုပ်ပေးသင့်တယ်လဲကျွန်တော်တို့လူသားတိုင်းမှာစာနာတတ်တဲ့နှလုံးသားတွေရှိကြပါတယ်ပမာဏနေတာများတာကွာခြားနိုင်မိမယ်လို့ပေါ့ဘယ်တော့ပဲကွာခြားပါစေအခုလိုဖြစ်ပျက်ဆိုးမျိုးနဲ့ကြုံတွေ့လာတဲ့အခါလူတိုင်းမှာကြင်အောင်နေတဲ့ဒီစာနာစိတ်လေးတွေဟာပွင့်ဟထွက်လာကြပါတယ်အပေးနှစ်သိမ့်မှုတွေကြိုးစားလာကြပါတယ်ဒါကြောင့် အပိနှစ်သိမ့်ခြင်းတွေပြုလုပ်တဲ့အခါထိရောက်စေဖို့အတွက်သတိပြုသင့်တဲ့အချက်လေးတွေကိုပြောပြပေးမယ်နော်နံပါတ်1ဆုံးရှုံးမှုခြင်းမနှိုင်းရှင်ပါနဲ့တက်ရှိပဲဖြစ်စေတက်မဲ့ပဲဖြစ်စေတယောက်ကိုပဲဖြစ်စေအများကိုပဲဖြစ်စေဆုံးရှုံးသွားတဲ့အရာတိုင်းကကာယကံရှင်တိုင်းအတွက်အရေးပါတဲ့အရာတွေပါပဲစိတ်သက်တာမှုပေးလို့စိတ်နဲ့ဆုံးရှုံးမှုခြင်းမနှိုင်းရှင်ပါနဲ့ဆုံးရှုံးမှုတိုင်းအပေါ်မှာ တူညီစွာခံစားနာကျင်ရတယ်ဆိုတာကို နားလည်ပေးပါ။နံပါတ်1ကိုယ့်အဖြစ်ပြက်တွေနဲ့အစားမထိုးပါနဲ့။အားပေးစကားတွေပြောတဲ့အခါငါရောကဘလို့တွေဖြစ်ခဲ့တာ၊နစ်ထက်ဆိုးတာတွေငါဆိုဘလို့ကြုံတွေ့ခဲ့တာစသဖြင့်ကိုယ့်အဖြစ်ပြက်တွေကိုပြောပြီးသူတစ်ပါးရဲ့ခံစားချက်တွေကို မဖိနှိပ်ပါနဲ့။အားဖြစ်စေမယ်လို့ကိုယ့်ဘက်ကထင်ကောင်းထင်နိုင်ပေမဲ့ဒါကသူတို့ရဲ့နာကျင်မှုတွေကို လစ်လျူရှုရာရောက်ပါတယ်။နံပါတ်3အခြေအနေတွေကိုလက်ခံဖို့အတင်းဖိအားမပေးပါနဲ့။အတင်းပြောင်းလဲဖို့မကြိုးစားပါနဲ့။ဆုံးရှုံးမှုတွေကိုဖျက်ချော်နိုင်ဖို့ဆုံးရှုံးမှုတွေနဲ့အတူဆက်လက်ရှင်သန်သွားနိုင်ဖို့ကအချိန်တစ်ခုကိုဖျက်ချော်ဖို့လိုအပ်ပါတယ်။ဒီအခြေအနေတွေမှာစိတ်တော့ကားတွေရောက်နေမယ်။စိတ်တွေပင်ပန်းနေမယ်ဆိုတာကိုနားလည်ပါ။ဆုံးရှုံးခြင်းကိုခံစားနေရတဲ့သူတွေနဲ့အတူတူ ရှိနေပေးပါ။ ငိုနေတဲ့သူကိုလည်းဆက်မငိုစေဖို့ဝမ်းနေတဲ့သူကိုလည်းဆက်ဝမ်းမနေဖို့ဖိအားမပေးပါနဲ့သူတို့ခံစားချက်တိုင်းကိုလက်ခံပေးပါဘေးမှာသာအတူတူရှိနေပေးပါနံပါတ်၄အားပေးစကားပြောဖို့ပဲအာယုံမဆိုင်ပါနဲ့သူ့ကိုဘာတွေပြောမယ်သူပြောရင်ကိုကဘာတွေပြန်ပြောမယ်ဆိုတာပဲအာယုံဆိုင်နေစရာမလိုပါဘူးအားပေးနှစ်သိမ့်ချင်းဆိုတာစကားတွေပြောနေမှာမဟုတ်ပါဘူးဘာမှမပြောပဲ သူတို့ပြောသမျှတွေနားထောင်ပေးနေတာအနားမှာရှိနေပေးတာ ပွေဖက်ထားတာတွေကလည်းထိရောက်တဲ့အားပေးနှစ်သိမ့်ချင်းတွေပါပဲနဘငါဂယူးဆိုင်ပေးပါဝမ်းနည်းမှုတွေစိုးရင်ကြောက်ကြောက်မှုတွေဆုံးရှုံးရခြင်းတွေကြောင့်ကိုကိုကို soft care မလုပ်နိုင်ကြပါဘူးအိပ်ပြက်အစားပြက်နဲ့ကျန်းမာရေးပြဿနာတွေကြုံတွေ့လာရနိုင်ပါတယ်ရေလေးတောက်လိုက်နော်ထမင်းလေးတစ်လုံးနှလုံးလောက်စားလိုက်နော်စားသဖြင့် တိုက်တွန်းပေးပါ သူတို့စားနိုင်သလောက်ကျွေးမွေးပေးပါ ကိုတက်နိုင်သလောက်ခရူးဆိုင်ပေးပါနံပါတ်6ကိုတိချင်းစိမ့်နဲ့ခဏခဏအသွားမမေးပါနဲ့သူတို့ပြောတာကိုသာနားထောင်ပေးပါ ကိုဘက်ကတိချင်းစိမ့်နဲ့သွားမမေးပါနဲ့ထိခိုက်ဆုံးရှုံးခဲ့ရတဲ့သူတွေကိုတယောက်ပြီးတယောက်ဒီအကြောင်းတွေကိုမေးမနေပဲဒီအဖြစ်ပြက်ဆိုးတွေထဲမှာသူ့ကိုခဏလောက်ဖြစ်ဖြစ်စိတ်အနာပေးပေးပါနံပါတ် အတင်းအကျပ်ရင်မဖွင့်ခိုင်းပါနဲ့ဒီအဖြစ်ပြက်တွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြင်းထန်နိုင်ပေမဲ့တစ်ဖက်သားကသူ့ခံစားချက်ကို ပြောပြဖို့အစင်သည့်မဖြစ်သေးတဲ့အခါအတင်းမပြောခိုင်းပါနဲ့အတင်းရင်မဖွင့်ခိုင်းပါနဲ့သူပြောပြဖို့အစင်သည့်ဖြစ်တဲ့အထိစောင့်ပါလိုအပ်တဲ့အခါကိုအသင့်ရှိနေချောင်းသာသူ့ကိုသူတို့ကိုပြောပြပေးပါငလင်ပေးရတဲ့အကြောင်း ထိခိုက်ခဲ့ရတဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာဖိမှခြင်းတွေကအရန်လိုအပ်တဲ့ကူညီထောက်ပံ့မှုတစ်ခုပါပဲ။ဒါပေမဲ့ကျွန်တော်တို့အားလုံးကကျွမ်းကျင်နဲ့နှင့်သိမ့်ဆွေးနွေးတဲ့သူတွေမဟုတ်တဲ့အတွက်အားနည်းချက်လေးတွေတော့ရှိနိုင်ပါတယ်။အားမငယ်ပဲအပေါ်မှာပြောပြတဲ့အချက်လေးတွေကိုသတိပြုပြီးကိုတက်နိုင်သလောက်ကြိုးစားကြည့်ပါ။ကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာတွေကျွန်တော်တို့ရဲ့ကြိုးစားပေးမှုတွေဟာသူတို့အတွက် ထိရောက်တဲ့ကူညီမှုကိုဖြစ်စေမှာပါ။ ပြိပတ်ရန်ကုန်နောက်ဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျမတို့ရဲ့အခွန်အချက်နယ်လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ရှင်ကျမတို့ပြည်သူပြည်သားအပေါင်းကိုစိတ်နှပါ ရွှေလန်းချမ်းမြေ့ကြပါစေရှင်